အလုံးမမင်္ဂလာပါ Miss Crow Recap ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။အခုတင်ဆက်ပေးမှာကတော့အမြန်ရထားဘော်ကចောင်းသားတွေရဲ့ကတ်ဆိုးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ယထာဘူတာတခုကိုတွေ့ကြရမှာပါ။နေစဉ်ဘောအတွက်ယထာရဲ့အရေးပါပုံကိုလေ့လာဖို့ចောင်းလေးလာရေးခီးစဉ်အဖြစ်ចောင်းသားတို့ကိုလည်းမြင်တွေ့ကြရမှာပါ။ไกกะသူတို့ကိုရှင်းပြနေပါတယ်ဒီရထားကိုအိမ်မက်ရထားလို့လဲခေါ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အန်ဝန်ဆီယာချိန်နဲ့မို့လို့ပါ။ ဒါကတီထွင်ထားတာတွေထဲကနောက်ဆုံးပေါ်ဖြစ်ပြီးတိုချိုကနေဟိုခိုင်းတို့ကို၄နာရီလောက်နဲ့အရောက်တော့နိုင်မဲ့ကြီးစံရထားဖြစ်ကြောင်းလည်းပြောပြပါတယ်။သူကကြီးစံရထားဟာကားတွေကိုစုထားလိုက်တယ်လို့မျိုးပေါ်လို့ရှင်းပြနေပါတယ်။မစ္စတာတာကာကအကြောင်းသားတွေကိုရထားပေါ်တက်ဖို့ပြောပါတယ်။မတက်ခင်မှာသူကအားလုံးကိုအမြင်ရထားရှိမှ group photo ရရအောင်လို့ပြောပါတယ်။ မစ္စတာတာကအသင့်ပြင်းနေတုံးမှာပဲဒီခရီးမှာပေမကြီးချက်သူလုတ်ပေးရမယ်သူရဲ့လုတ်ဖို့ကန်ဘက်ကြီးဆိုတဲ့သူကိုတွေ့လိုက်ရပါတယ်ယထာဘော်ကအားလုံးတက်ပြီးတာနဲ့ယထာကစတင်ခုံမောင်းပါပြီခရီးတဲတွေထဲမှာပါလီမန်အဖွဲ့ဝင်လည်းဖြစ်နမကြီးစာရေးဆရာလည်းဖြစ်တဲ့သူပါပါတယ်ခရီးစဉ်ဟာအစမှာတော့အရန်ကိုအေးချမ်းနေတယ်လို့ပါပဲအဲ့လိုကနေရုတ်တရက်အန်နီရဲ့ဘက်ကိုလှည့်သွားပါတော့တယ်ထင်းချုပ်ခန်းထဲမှာမီယာဆိုတဲ့အမျိုးသမီးဟာထူးဆန်းတဲ့ကောတစ်ခုကိုရလိုက်ပါတယ် မီယာကဘူကင်တီနီနဲ့ခီးစဉ်အမျိုးအစားကိုမိပါတယ်။ဖုန်ခေါ်တဲ့သူက"သူကတိုဂျိုကိုဥတီသွားနေတဲ့ဟာယာဘူဇာ60ဆိုတဲ့ရထားမှာဘုံတက်ဆင်ထားတယ်"လို့ပြောပါတယ်။ရထားကအမြန်နှုန်း100ကီလိုမီတာပါအာဝါကိုရောက်တဲ့အခါအဲ့ဒီဘုံကပောက်ကွဲမှာလို့သူမကိုပြောပါတယ်။အခုရထားကဘုံကအရင်ကုန်ရထား2049ခုမှာတက်ခဲ့ဘူးတဲ့နံပါတ်နဲ့အတူတူပဲလို့ထပ်ပြောပါတယ်။ပြောပြီးတာနဲ့ထို့သူကဖုန်ချသွားပါတယ်။သူတို့ဟာချက်ချင်းပဲအမော်ရိုင်းဘူတာကမန်နေဂျာကိုတတိပေးဖို့ဆက်သွယ်လိုက်ပါတယ်။ သူတို့ဖုံးပြောလို့မပြီးသေးခင်ပါတယ်တခြားရထားတစ်စင်းဟာဘူတာကူဝင်တာနဲ့ပောက်ကွဲသွားပါတော့တယ်အခုပောက်ကွဲမှုကြောင့်အရင်တုန်းကဒီနေ့အတိုင်းအတိအကျစင်တူဖြစ်ခဲ့ဘူးတဲ့ရထားနံပါတ်109ကိုအားလုံးကိုပြန်ပြီးတတိယသွားစီပါတယ်သူတို့ကကြီးစံရထားမှာအန္တရာယ်ရှိနေပြီဖြစ်ကြောင်းတခြားဘူတာတွေကိုလှမ်းအကြောင်းကြားလိုက်ပါတယ်စုကီကအလင်းမြန်မဲကြီးစံရထားကို automatic control system ကနေ manual ကိုပြောင်းထားဖို့ အများနှုံးတရအထက်မှာပဲရှိနေအောင် ထိန်းထားဖို့မိန့်ကြလိုက်ပါတယ်။သူကအမြန်ရထားဟာရက်နိုင်လိမ့်မှာမဟုတ်တာကြောင့်ဘူတာယုံတွေအလုံးကိုဘေးလို့ရမှနေဖို့အမိန့်ပေးလိုက်ပါတယ်။သူတို့ကရထားရဲ့ကပ္ပတိန်ဖြစ်တဲ့မတ်ဆုဆိုတဲ့အမျိုးသမီးကိုဘုံအကြောင်းကိုပြောပြပြီးရထားကိုမရက်ပဲစက်ပြီးထိန်းထားဖို့ဆောင်ရွက်ရညွှန်ကြားပါတယ်။ သူမကအလွန်ထိတ်လန့်သွားပါတယ်။ဒါပေမဲ့လို့ဆူကီကသူမကိုပါလာတဲ့ခီးတဲ့တွေရဲ့အသက်ကိုကယ်ဖို့လိုအပ်တဲ့အတွက်ကြောင့်အမိန်ကိုချက်ချင်းနာခံဖို့ပြောပါတယ်။သူတို့ကအလိုလျောက်ထိန်းချုပ်စနစ်ကိုဖြုတ်လိုက်ပြီးကြီးကဲသူကိုအားလုံးကိုတရင်ပေးလိုက်ပါတယ်။ဆူကီကယထာဟာဤပညာပြဿနာအသေးလေးတစ်ခုရှိတာကြောင့်နောက်ဘူဒာယုံမှာရက်လိမ့်မှာမဟုတ်ဘူးလို့ခီးတဲ့တွေကိုပြောထားတဲ့နယ်လို့ပြောပါဗျ။ဒီချိန်မှာခီးတဲ့တွေကပြောနေကြပြီးမကြခင်မှာ အန္တရာယ်ကျရောက်လာတော့မယ်ဆိုတာကို လုံးဝသတိမထားမိကြပါဘူး။ဒါပေမဲ့ဒါကာကသူတို့ကိုစပြီးကြီးညာလိုက်တာနဲ့ခီးတဲ့တချို့ဟာစိုးရင်တော့ကရောက်စပြုတ်နေပါပြီ။လုံခြုံရေးအေဂျင်စီတွေကိုစုဝေးလိုက်ပြီးတာဝန်ရှိသူတွေကအရေးပေါ်အစီအစဉ်တွေကိုစတင်ရေးဆွဲရပါတော့တယ်။အဲ့ဒီအချိန်မှာရုတ်တရက်ဘုံထောင်သူစီကဖုံးဝင်လာပါတယ်။ဘုံကိုဖြုတ်ချင်ရင်ဂျပန်ယန်တန်တရာပေးရမယ်ဆိုပြီးတော့ပါ။ ယထာကတိုချိုကိုမဝင်ခင်အပေးယူငွေကို ရှင်းပေးနိုင်ရင်ကိစ္စရှင်းပြီလို့ပြောပါတယ်။သူတို့ကဒီအချိန်တိုလေးနဲ့ဒီငွေကိုဘယ်မှာရှာရမလဲလို့ပြန်ပြောပါတယ်။ကျူးလွန်သူကဂျပန်ပြည်သူတယောက်ကိုရန်တထောင်ကောက်လိုက်ရင်ရပြီပဲလို့ပြန်ပြီးတော့အကြံပေးပါတယ်။ထိုသူကသူပြောချင်တာတွေကိုခက်ပြက်ပြက်ပြောပြီးဖုံးချသွားပေမဲ့သူတို့ကတော့ထိတ်လန့်ပြီးကြံနေခဲ့ရပါတယ်။အစိုးရကိုအကူအညီတောင်းတဲ့အခါအစိုးရက ဝင်ကြီးချုပ်ရဲ့အကြံပေးအရာရှိဆာဆာကီဆိုတဲ့သူကိုဆေးလွတ်လိုက်ပါတယ်။ဆာဆာကီကဒီအမှုခင်းအတွက်အစိုးရရဲ့ဘတ်ဂျက်တွေကိုဒီလောက်အများကြီးသူတို့မပေးနိုင်ဘူး။ဒါကြောင့်ခီးတယ်တွေကိုအမှန်တိုင်းပြောပြလိုက်ပါလို့ပြောပါတယ်။ဒါကလည်းအမိန်တိုင်းဆောင်ရွက်ရတော့တကယ်ပဲခီးတယ်တွေကိုပြောပြလိုက်တဲ့အခါအကုန်လုံးပြောင်းဆန်ကုန်ကြပါတော့တယ်။ကြောက်လန့်တကြားအော်သူကအော်ငိုသူကငိုနဲ့ယူးကျင်စရာအခြေအနေဖြစ်လာပါတယ်။ အဲ့ဒီလိုနဲ့ဝင်းကြီးချုပ်ဟာညီလာခံလုပ်ပြီးယထားပေါ်မှာအကြမ်းဖက်မှုရှိနေကြောင်းကြေညာပါတယ်။ဒါပေမဲ့ကျူးလွန်သူကိုတော့မသိရသေးပါဘူးလို့လည်းပြောပြပါတယ်။ရုတ်တရက်ဘုံထောင်သူစီကဖုံးဝင်လာပါတယ်။မင်းတို့မပိတ်ဘူးဆိုတာရှင်းနေပြီပေါ့။ဒါဆိုဘာဖြစ်မလဲဆိုတာစောင့်ကြည့်လိုက်လို့ပြောလာပါတယ်။ထူစာစွာနဲ့ဆဆာကီကအသက်မမားနဲ့ပတ်စံတပြားမှမပေးနိုင်ဘူး။လှုပ်ချင်တာလှုပ်လို့ပြောပြီးဒေါသတကြီးဖုံးချလိုက်ပါတယ်။ကံမကောင်းစွာနဲ့အစိုးရဘက်ကဖုံးကော့ရဲ့တီနီယာကိုရှာမရနိုင်ဘူးဖြစ်နေပါတယ်။ ရုတ်တရက်အကျန်းဖတ်သမားဟာအွန်လိုင်းမှာဗီဒီယိုတင်လိုက်ပါတယ်။ယထာဘော်ကဘုံရှိတဲ့နေရာကိုပြပြီးရန်တန်းတရာလိုချင်တယ်လို့ပြောလာပါတယ်။ရာရှိကသူတို့အတွက်အကူအညီဖြစ်မဲ့အလားတူဖြစ်ရဖြစ်ဖူးတဲ့1985ယထာမတော်တဆမှုရဲ့ဖိုင်တွေကိုယူလာဖို့လက်ထောက်ကိုပြောပါရယ်ယထာပေါ်မှာလည်းခရီးသည်တွေအားလုံးရဲ့ကြောက်လန့်မှုက အထွတ်ထိပ်ကိုရောက်နေကြပါပြီလူတွေက အော်ဟစ်နေကြပါတယ်ယထာသာရက်သွားရင်အရာအားလုံးကပောက်ကွဲသွားမှာပါ အဲ့ဒီအခါဒုတိယကတ်ဆိုင်မှုကြီးဖြစ်သွားမှာပါယထာသောတဲ့လမ်းမှာပောက်ကွဲပြီးသားယထာလမ်းကိုပြင်နေပါတယ်ပြင်ဆင်မှုကတနာကြီးတိတိကျအောင်မှာပါသူတို့ကမြောက်ဖက်လမ်းကြောင်းကိုပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲအဲ့ဒီမှာနောက်ထပ်ယထာတစ်စင်းရှိနေပါတယ်သူတို့လည်းအစီအစဉ်ကိုမြန်မြန်ပြန်မြောင်းပြီးတောင်ဘက်ကိုပြန်လှည့်လိုက်ရပါတယ်သူတို့မှာ9မိနစ်ခွဲအတိအကျအချိန်ရှိနေပါသေးတယ်သူတို့ကယထာဥစီမတ်စုကိုအရေးပေါ်အစီအစဉ်ပြင်ထားဖို့လမ်းကြောင်းအစ်စ်စဉ်းစားဖို့တည်င်းပေးလိုက်ပါတယ်။ မစ္စတာတာဂါကကပတ်တွေကိုတေချာပတ်ထားဖို့ခီးတဲ့တွေကိုပြောပါတယ်ခလုတ်အပြောင်းမှာယထာဟာအနှဲငယ်ပုတ်တိုက်ချော်ထွက်မလို့ဖြစ်သွားပေမဲ့ယထာကလမ်းမှန်စွာပြန်သွားနိုင်နေတော့မှာပဲခီးတဲ့တယောက်ကအရန်မိုက်တဲ့အကြံရသွားပြီးအတန်တိုက်ရိုက်လွှင့်ပြီးတော့ကြမ်းဖက်မှုတို့လိုအပ်နေတဲ့ငွေကိုအလူစပြီးကောက်ခံပါတော့တယ်သူတို့ဟာတက်နိုင်တဲ့လောက်အစွမ်းကုန်အကူအညီတောင်းခံကြပါတယ်။ဒါကြောင့်ပြည်သူတွေဟာအစိုးရရဲ့လစ်လျူရှုမှုကိုစတင်ပြီးတော့ဒေါသထွက်နေကြပါပြီ။ အတိတ်ကမတော်တဆဖြစ်ရပ်တွေကိုလည်းအစိုးရခရုမစိုက်လို့ဖြစ်တယ်ဆိုပြီးစွပ်စွဲနေကြပါပြီ။ခရီးသည်တွေဟာတည်ကျမှုများစွာဖြစ်စေခဲ့တဲ့အတိတ်ကယထာမတော်တဆမှုရဲ့ကပတိန်ကိုတွေ့သွားကြပါတယ်။ယထာပေါ်မှာအဲ့ဒီသူနဲ့ခရီးသည်တွေကြားယုံရင်းဆန်ခတ်တွေဖြစ်ရန်တွေဖြစ်နေကြပါတော့တယ်။အဲ့ဒီလူနာမည်ကဂိုးတူဖြစ်ပါတယ်။ဂိုးတူကိုဝိုင်းရိုက်နေတာကြောင့်တာကာကဂိုးတူကိုလူကုတ်ထက်ကနေဝင်ဆွဲရပါတော့တယ်။အလုံးပြောင်းဆန်နေတဲ့အချိန်မှာမိန်ကလေးငယ်တအူးကအေးပေါ်ခလုတ်ကိုထားနှိပ်လိုက်ပါတော့တယ်။ အချက်ပေးတန်ကျဲလောင်စွာထွက်ပေါ်လာပါတယ်။မစ္စတာတာကလည်းအားလုံးပဲငြိမ်ငြိမ်လေးလို့အော်ပြစ်လိုက်ပါတော့တယ်။ဒါကကမတ်စုကိုပြောပါတယ်။ခီးတယ်တွေကပြောင်းဆန်နေလို့ဘာလို့ရမှန်းတော့မသိဘူး။တယောက်နဲ့တယောက်လည်းရန်လိုနေကြပြီလို့ပြောပါတယ်။ဂိုးတူကလည်းထိခိုက်မှုများသွားတာကြောင့်ဆရာဝန်ခေါ်ပေးနေရပါတယ်။ထိန်းချုပ်ခန်းထဲမှာရှိနေတဲ့မတ်စုကတော့သူကဝန်ထဲချင်းအချက်ပေးတန်ကြတာနဲ့ရထားကိုရက်လိုက်တော့မှလို့ပြောပါတယ်။ အဲ့ဒီရဲ့အချိန်မှာကောင်မလေးကခွင့်ပြုမိတ်မရှိပဲခလုတ်ကိုနှိပ်မိလိုက်လို့မစ္စတာတာကာကိုတောင်းပန်ပါတယ်လို့ပြောပါတယ်။တာကာကသူမကိုစိတ်မသက်မသာ ဖြစ်မနေပါနဲ့။သူမရဲ့လောက်ရကမှန်ပါတယ်။မဟုတ်လို့ရှိရင်ဂိုးတူကတည်သွားမှလေလို့ပြောပါတယ်။တစ်ဖက်မှာလည်းယူကြောင်ကြောင်အကြံပေးချက်ကြောင့်လူတွေဟာအဖြေရှာရတာအုံနောက်တွေချာချာလဲနေပါပြီ။ သူတို့ကရထားပေါ်ကကားတစ်စီးကိုဖယ်ပြီးခီးတယ်တွေကိုကားနှစ်စီးဘက်ဖယ်ထုတ်လိုက်ရင် အန်ရဲကင်းသွားမလားလို့တွေးနေကြပါတယ်။ထုံးတဲ့အတိုင်းပဲဆာဆာကီကအကြံဉာဏ်ကိုကန့်ကွက်ပါတော့တယ်။ဒီတခါသူ့စကားကိုဘယ်သူကမှနားမထောင်ကြတော့ဘဲသူတို့အလုပ်ကိုသာဆက်လုပ်နေကြပါတော့တယ်။သူတို့ကခီးတဲ့အားလုံးကိုလည်းစိတ်ချမ်းသာစေချင်လို့တာကာကိုလှမ်းပြောက်လိုက်ပါတယ်။နောက်ဆုံးမှာတော့မျောလင်းချက်ရှိလာပါပြီ။ ခီးသည်တွေထဲမှာနီးပညာသမားပါလားလို့မေးလိုက်တော့ရှူဝါနာဆိုတဲ့အမျိုးသမီးကဘေးကသူ့ယောက်ျားကိုရိုက်လိုက်ပြီးရှင့်ကိုရှင်တက်တဲ့ပြဖို့အချိန်ရောက်ပြီလေရှင်လျက်စစ်သမားမဟုတ်ဘူးလားလို့ပြောလိုက်ပါတယ်။ဖူဂျီကခီးသည်တွေကိုတခြားကားတွေစီရွှေ့ဖို့လမ်းညွှန်ပေးပါတယ်။သူတို့ဟာယထာနတ်စီကိုနီးအောင်မောင်းလိုက်ကြပြီးကြိုးတွေချီပါတယ်။ကရိယာတွေကိုလည်းရွှေ့ပြီးထင်းသိမ်းရေးအဖွဲ့ကစတင်အလုပ်လုပ်ပါတယ်။သူတို့ကကားကိုဖြုတ်ဖို့ကြိုးစားပါတယ်။တာကာကချိတ်ဆက်ကြိုးတွေကိုဖြုတ်လိုက်ပါတယ်။ ကားကိုအောင်မြင်စွာဖြုတ်လိုက်နိုင်ပေမဲ့ဝမ်းသာလို့မှမဆုံးသေးကားကပောက်ကွဲသွားပါတယ်။ဘုံကအဲ့ဒီကားထဲမှာပဲရှိနေတာမဟုတ်ပဲတခြားကားတွေထဲမှာလည်းရှိနေပါသေးတယ်။ထပ်ပြီးတော့ကရောက်ရပြန်ပါပြီ။ခါဆာကီကတခြားအစီအစဉ်တွေကိုစပြီးရှာပါတယ်။လူတွေကိုတခြားရထားတွေကိုလုံးဝရွှေ့ပြဖို့ခါဆာကီကအကြံပေးပါတယ်။အနားမှာနံပါတ်6050ဆိုတဲ့ရထားကိုတွေ့ပါတယ်။ ကာနခုကိုတရားထုတ်ပြီးလူတွေကိုစရွှေပါတယ်။လူတွေကအရန်တကူကောင်းဆန်နေကြပါတယ်။ကြီးတဲ့သူတွေငယ်တဲ့သူတွေကိုမငဲ့ပါဘူး။လူတိုင်းကသူတို့ကိုသူတို့ကယ်ဖို့ပဲလောချနေပါတယ်။ Go to ကစိတ်ချမ်းမာရေးထိခိုက်တယ်လို့ဖြစ်ပြီးအယူတယောက်လိုပဲသူ့အနာကလူတွေကိုတိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာလည်းယူဆုကီဆိုတဲ့အမျိုးသမီးဟာသူ့မကြောင်းသားတစ်ယောက်ပျောက်နေပါတယ်။သူ့မကဘုန်းရှိနေတဲ့ရထားကိုသူ့မရဲ့တပည့်ကိုရှာဖို့ပြန်သွားပါတယ်။ Miss Katami တိုတိုနဲ့ကန်နိုကအဖော်လိုက်ပါတယ်။ ိုဘတ်ရထားထွက်ကိုရောက်တော့စူပါမန်လိုမျိုးဂိုးတူကိုတွေ့ပါတယ်။ဂိုးတူကလူပွားများစွာသိကြပျက်စီးနေတဲ့ရထားကနေရအောင်လွတ်မြောက်လာသူပါ။ခါချာမီကသူ့ရဲ့ရှေ့မှာရပ်ပြီးပြောလိုက်ပါတယ်။အခုတင့်ရဲ့လူသားဆံမှုကိုပြဖို့အခွင့်ရေးပဲ။အခုတင်တာကူညီရင်လူတွေကတင့်ရဲ့အတိတ်ကိုခွင့်လွှတ်ပေးနိုင်ကြမယ်လို့ပြောပါတယ်။သူတို့ပြောနေစင်မှာပဲရထားကလှုပ်လိုက်တော့ရထားနှစ်စီးကိုဈေးညာလိုမျိုးဆက်ပြီးတော့လူတွေဖြတ်သန်းမှုလှုပ်ထားတဲ့တံတားကပြတ်လာပါပြီ။ ယထာရဲ့အမြန်နှုံးကလည်းကြလာတာမို့ယထာဦးစီးမတ်စုကစိတ်ညစ်နေပါတယ်။ဒါကြောင့်သူတို့ဟာကတ်ဆိုးကြီးမကြောက်ခင်ကားတွေကိုမဖြစ်မနေဖြုတ်ပြေးရမှာပါ။ခီးတဲ့တွေကဝိုင်းရတွေကိုမြင်မြန်ဖြတ်ဖို့လုပ်ကြပေမဲ့ရုတ်တရက်ဖူဂျီကဒဏ်ရာရသွားပါတယ်။တန်ကြောင်တစ်ချောင်းကသူ့ဖကုံးကိုဖောက်ပြီးဝင်သွားပါတယ်။ကားတွေကပြင်းထန်စွာပုတ်တိုက်သွားတယ်။ပြောင်းဆန်နေတဲ့အခြေအနေမှာပဲယူဇူကီကကြောက်ပြီးပုန်းနေတဲ့ပျောက်နေတဲ့သူ့တပည့်မလေးကိုတွေ့ပါပြီ။ ဒါကကသူ့တငယ်ချင်းကိုသွေးတွေနဲ့မြင်လို့လန့်သွားပါတယ်။ကားတွေကမိတောင်ပွင့်နေပါပြီ။ဒီတည်င်းကထိမ့်ချုပ်ခန်းကိုမြင်မြင်ရောက်သွားပါတယ်။လူပေါင်း340နီးပါးကိုကဲထားနိုင်ပြီးလူ၉ယောက်သာကြံသေးကြောင်းသိသွားပါတယ်။သူတို့ထဲမှာယထာဝန်ထမ်းလည်းပါပါတယ်။ဆာဆာကီကဂျိုကြီးတစ်ခုလုံးကိုကဲထားလိုက်တယ်လို့ပုံစံမျိုးနဲ့အလွန်ပျော်နေပါတယ်။သူကဒါမျိုးကဲဆယ်ရေးပုံစံထပ်လုပ်ဖို့ပြောပါတယ်။ ဒါပေမဲ့အလားတူပုံစံနဲ့နောက်ထပ်စာကစ်တွေထပ်ညှိတာကိုစနစ်ကထိန်းထားနိုင်မှာမဟုတ်ဘူးလို့ရှင်းပြလိုက်တော့သူ့မျှော်လင့်ချက်တွေပျောက်ဆုံးသွားပါတယ်။အချိန်ရန်နီကလာလို့ပြဿနာဖြေရှင်းသည့်အသည့်အများရှာပါလို့ပြောပါတယ်။ဆာဆာကီကဘုံပောက်ကွဲမဲ့အချိန်ကိုမှန်းခိုင်းလိုက်တော့အလွန်ကြီးမားမှဖြစ်လို့သူတို့လန့်သွားပါတယ်။ဆုံးရှုံးမှုနဲ့အောင်ယထားကိုလူတွေရှိတဲ့နေရာကနေအဝေးကိုခေါ်ရမယ်လို့ပြောပါတယ်။ အဲ့ဒီနောက်ဘာကမှမဖြေရှင်းပေးပဲထွက်သွားပါတယ်။ရထားဘော်ကလူချို့ကိုဆုံးရှုံးနိုင်တယ်။သူတို့ရဲ့ကံကမတိချတော့ပါဘူး။ဒုတုကလူတန်းကိုစည်ရင်ကြလာတာကိုတွေ့ရကြောင်းပြောပါတယ်။ဆုံးရှုံးမှုအရန်ကြီးမှမှမို့အစိုးရကဒီရထားကိုတို့ချို့ကိုဝန်ခွင့်ပြုမှမဟုတ်ဘူးလို့ပြောပါတယ်။ရထားကရက်မှဖြစ်မှမို့အတင်းရက်ခိုင်းမဲ့ပုံရှိတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာကမလေးကသူ့အဖေကိုဖုံးသွားပြောမယ်လို့ပြောတဲ့အချိန်မစ္စတာတာကာကအကြံကောင်းရသွားပါတယ်။ထိန်ချုပ်ခံမှလည်းဆာဆာကီက ကျန်တဲ့၉ယောက်ကိုစတေးမယ်ဆိုပြီးတော့ဆက်လုပ်ခိုင်းပါတယ်။ဆာဆာကီရဲ့အကြံပြုချက်ကြောင့်ထိန်းချုပ်ခန်းမှာဆာဆာကီနဲ့တခြားသူတွေဟာအကြီးအကျယ်ရန်ဖြစ်ပောက်ကွဲကြပါပြီ။အဲ့လိုအော်ဟစ်နေကြတော့မစ္စတာတာကာစီကဖုံးမိလာပါတယ်။တာကာကသူတို့ကိုသူ့ရဲ့အစီအစဉ်ကိုတရင်ပေးလိုက်ပါတယ်။သူကဒါကိုလုပ်ဖို့အစိုးရရဲ့အတီးပြုချက်အရင်ဆုံးလိုပါတယ်။အဲ့တော့ဆာဆာကီကခုနကသူ့မှာအပြစ်ရှိတဲ့အတွက်ကြောင့်သူ့ရဲ့အပြစ်ကြေအောင်အစီအစဉ်ကိုပြင်းပြအောင်လုပ်ပါ ထောက်ခံချက်ရဖို့ငါအာမခံတယ်လို့ပြောပါတယ်တိုဆူတိုမိုဆိုတဲ့ကောင်မလေးကသူ့အဖေနဲ့ဖုန်းပြောနေပါတယ်သူ့ရဲ့ပုံစံကလုံးဝလေးစားမှုမရှိပါဘူးဒါပေမဲ့ရထားပေါ်မှာဘာမှမဖြစ်သလိုပုံမှန်ခီးစဉ်ကိုတွားနေတယ်လို့နဲ့ဖုန်းပြောနေပါတယ်ထိတ်လန့်စရာကောင်းတာကသူ့အဖေက1999ရထားမတော်တဆမှုနဲ့ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်းသိသွားတာပါကောင်မလေးကသူ့အဖေကိုပြောတာကကျူးလွန်သူတွေပြန်လာပြီဒါဟာလက်စားချေနေတာလက်စားချေတဲ့အနေနဲ့ သူမကိုသူတို့ရဲ့ပြစ်မှတ်အဖြစ်ထားတာလို့ပြောပါတယ်။အဖေကသူတို့လက်စားချေချင်နေတဲ့သူပဲလို့ပြောပါတယ်။သူ့အဖေကငါသူတို့ကိုပြန်ရှာမယ်၊ရှာပြီးတပ်ပစ်မယ်လို့ပြောပါတယ်။ကမလေးကသူ့အဖေကိုတရားခံကိုရှင်းပြပြီလို့ပြောနေတုံးပဲလား။အဖေရဲ့သူရကောင်ဆက်လန်းကိုနားထောင်ရတာနှလုံးထောင်ပေါက်ကွဲတော်မယ်လို့ပြောပါတယ်။အဖေကအဲ့ဒီတရားခံကိုလက်ဖျားနဲ့တောင်မထိနိုင်ပါဘူးလို့ပြောပါတယ်။သူ့အဖေလည်းကြောက်အံ့အံ့ဖြစ်နေပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဒီအရာအားလုံးရဲ့နောက်ွယ်ကတရားခံကကျမပဲလေလို့ပြောပါတယ်။သူ့အဖေကပါရီရှောက်ပြောနေတာလဲမိန်းကလေးတယောက်ကဒီလိုလုပ်နိုင်မလားဆိုပြီးတော့သူ့အဖေကမယုံပါဘူး။သူ့အဖေကဒါပါကြီးလဲလို့မင်းနေတုံးမှာပဲအိမ်တအိမ်လုံးဟာပောက်ကွဲသွားပါတော့တယ်။သူမကအားလုံးစီကိုပြန်လာပြီးအရေးပေါ်ဌာနကိုဖုန်းဆက်လိုက်ပါတယ်။ဘုံကိုဖြုတ်တဲ့နီးကိုပြောပြမယ်လို့ပြောပါတယ်။သူ့နာကလူတွေကကြောင်အန်းအန်းဖြစ်ပြီးဘာတစ်ခုမှနားမလဲကြပါဘူး။ ရထားပေါ်ကမျိုးစားတူဘုံနဲ့အခုပဲငါအဖေကိုတက်လိုက်တာလို့ပြောပါတယ်။ထိန်ချုပ်ကံကလူတွေကပတ်စံကြောင့်ဒီလိုလောက်တာမဟုတ်ဘူးမလားလို့မေးတော့"သူမကသူမလိုချင်တာကိုရပီးပြီ။သူမကိုမြုံနံထားတဲ့တယောက်တော့သူကိုလက်စားချပီးပြီ"လို့ပြောပါတယ်။ဘုံတွေအားလုံးကသူမရဲ့နှလုံးခုန်တာနဲ့ချိတ်ဆက်ထားတာလို့ပြောပါတယ်။ဒါကြောင့်သူမသေသွားရင်ဘုံအားလုံးဟာအလုံးမလုံးနိုင်တော့ဘူးလို့ပြောပါတယ်။အဲ့လို သူမတည်သွားတဲ့အချိန်မှာဖုန်းထဲကိုဘုံတွေအလုံးဖြတ်တောက်လိုက်ပြီးဆိုတော့ message ဝင်လာမှာပါလို့သူမကပြောပါတယ်။အဒီနောက်သူမလည်းဖုံးချလိုက်ပြီးဘာစကားမှမပြောတော့ပါဘူး။ဒီကနေထွက်ချင်းရင် သူမကိုတတ်မှရမယ်လို့ပြောပါတယ်။တစ်ဖက်မှာလည်းဘူရာယုံမှာအလုံလုံနေတဲ့သူတိုင်းဟာကြာရနေရကနေကေစေးရေးအစီအစဉ်အတွက်အားချိုးမှန်တက်အလုံလုံနေကြပါတယ်။ကိုတူက သူမရဲ့အသက်ကတမိုးမရှိဘူး။သူမရဲ့အသက်ထက်တခြားသူတွေအားလုံးရဲ့အသက်ကတမိုးရှိတယ်။ဒါကြောင့်သူမကိုသူကိုယ်တိုင်တတ်မယ်ဆိုပြီးလုပ်ပါတယ်။ဂိုတူကသူမကိုအပြက်ရှင်းချင်နေတာကိုအားလုံးကဝိုင်းတားကြပါတယ်။အဲ့လိုနဲ့ရန်တွေဖြစ်ကုန်ကြပါတယ်။တစ်ဖက်မှာလည်းရုံချုံမှာအမှုရဲအဟောင်းကိုပြန်ရှာကြည့်တဲ့အခါမှာတော့ကမာလီအဖေကအမှန်တကယ်ကိုလိန်ညာတရုတ်ဆောင်နေခဲ့တယ်ဆိုတာပေါ်လွင်နေပါတယ်။တိုဆူတိုမိုဆိုတဲ့ကမာလီပြောတာကိုသူတို့ကအတည်ပြုခဲ့ကြတာပါ။ ဘုံပေါက်ကွဲတဲ့နေရာကိုစုံစမ်းကြည့်တော့တူဆူတူမိုရဲ့အဖေနေတဲ့နေရာဆိုတာတွေ့ရပါတယ်။ယူဇူကီကသူမအတွက်အလွန်ဝမ်းနည်းနေပါတယ်။ကာမာလီကသူမအမေဆုံးပြီးခဲ့တဲ့ကသူမအဖေထမအကြမ်းဖက်ခံနေရတယ်ဆိုတာသိသွားလို့ပါ။ရုံချုပ်ကလူတွေကကာမာလီရဲ့ဆိုရှယ်မီဒီယာက post တွေကို like ပြီးတော့လေ့လာကြည့်လိုက်တော့အကုန်လုံးကအတူအယောင်တွေနဲ့မုံတရားတွေနဲ့ပါအဲ့ဒီမှာခိုင်စုတို့ဆိုတဲ့အမိကသူမရဲ့ post တွေအားလုံးကို like ပေးထားတာကိုတွေ့ရပါတယ်။ အဲ့ဒီလူကဖောက်ခွဲပစ္စည်းတွေနဲ့အလုပ်လုပ်တဲ့သူဆိုတာသိလိုက်ရပါတယ်။သူတို့သူစီရောက်တဲ့အခါအံ့ဩစရာဖြစ်သွားပါတယ်။သူက1999ယထာမတော်ရဆမှုမှာတတ်တည်သွားတယ်လို့ဝန်ခံခဲ့တဲ့တရားခဏ်ရဲ့သားဖြစ်နေပါတယ်။ယထာပေါ်မှာလည်းဖူဂျီရဲ့အစီအနေကပို့ပြီးတော့ဆိုးရွားလာနေပါတယ်။သူက မစ္စတာတာကာကိုလူတွေကိုရအောင်ကယ်ပေးနော်လို့တောင်းဆိုပါတယ်။ကမာလေးကသူ့ကိုတတ်လိုက်ရင် ပြီးပြီလို့ပြောပေမဲ့မစ္စတာတာကာကအဲ့ဒီလိုမလုပ်နိုင်ခဲ့ပါဘူး။ ထိန်ချုပ်ရေးအဖွဲ့ကလည်းလမ်းကြောင်းတွေကိုပြန်ဆက်ဖို့စူးစမ်းကြပေမဲ့လို့မအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်အသက်တွေကိုကယ်နိုင်ဖို့ကိုယ့်ဘာသာစူးစမ်းကြလို့မစ္စတာတာကာကိုပြောရပါတော့တယ်။တိုဆူကိုတက်ရမယ်ဆိုရင်ဒါမှပေါ့။ဒါပေမဲ့မစ္စတာတာကာကမတက်ရခဲ့ပါဘူး။အဲ့ဒီအစားသူမကိုဖတ်ပြီးငိုခဲ့ပါတယ်။စစ်စေးရခမ်းမှာခိုင်စုတို့ကအလုံးကိုဝန်ခံခဲ့ပါတယ်။သူပြောပြတာကတိုဆူရဲ့အဖေက"သူမဟာမိန်းကလေးဖြစ်နေလို့မလိုလားစွာဆက်ဆံခဲ့ပါတယ်။သူမအမေဆုံးပြီးခဲ့တဲ့ကပါ။လွန်ခဲ့တဲ့နှစ်ယထာမတော်တဆမှုကြောင့် သူ့အဖေဟာကျူးလွန်သူအဖြစ်အဖမ်းခံရနိုင်ခြေရှိပေမဲ့အပြစ်လွတ်အောင်တတ်တည်သွားပါတယ်။သူမရဲ့အဖေကကျူးလွန်သူကိုသူတတ်လိုက်တယ်ဆိုတဲ့ပုံနဲ့သူရဲကောင်းလိုလိုပြောနေခဲ့ပါတယ်။ဒါကြောင့်ခိုင်စုတို့ကတူစုကသူမအဖေကိုလက်စားချင်နိုင်အောင်ကူညီခဲ့ပါတယ်။ယထာဘော်ကဘုံရှိတဲ့နေရာတွေကို အတိအကျရှာနိုင်ခဲ့ပါပြီ။ခဆိုင်ကီကအစီအစဉ်ကိုပြီးအောင်လုပ်နိုင်လိမ့်မယ်လို့ယုံကြည်လိုက်မယ်လို့ပြောပါတယ်။သူတို့ကကြံတဲ့လူတွေကိုကယ်ဖို့ပထမကား6စီးကိုဖြုတ်ဖို့အစီအစဉ်ဆွဲပါတယ် ယထာပေါ်မှာလဲခီးတဲ့တွေကထိခိုက်မှုကနေတက်တာပေါ့ခေါင်းအောင်လို့ပြော့တဲ့ပစ္စည်းတွေနဲ့ကာကြပါတယ်တာကာကမတ်စုကိုငါတို့စီလာပါရှေ့ကားတွေကအန္တရာယ်ရှိတယ်လို့ပြောပါတယ်သူမလဲထိမ့်ချုပ်ခန်းကနေအလွယ်တကူထွက်မရပါဘူးတာကာက သူမကိုအကူအညီပေးမှရပါတယ်ကား၆စီးပောက်ကွဲတော့ကျန်တဲ့ကားတွေကလည်းတပြောင်းပြောင်းနဲ့မြည်ဟီးပြောင်းဆန်သွားပါတယ်ဒါပေမဲ့အဆုံးသက်မှာတော့ယထာက အောင်မြင်စွာရပ်တန့်သွားပါပြီ ကယ်ဆယ်ရေးအဖွဲ့တွေကလည်းအချိန်မီရောက်ရှိလာပြီးလူတွေကိုကယ်ဆယ်သွားပါတယ်။ကံကောင်းထောက်မလို့ဘယ်သူကမှမဆုံးရှုံးခဲ့ပါဘူး။မစ္စတာတာကလည်းအနားယူနေတဲ့တိုဆူတိုမိုအနားကို ရောက်လာပြီး ကမလေးကို နောင်တရနေသလားလို့မေးလိုက်ပါတယ်။လူတွေအားလုံးက"သူမထင်တယ်လို့စိုးတွမ်းနေကြတာမဟုတ်ပါဘူး"လို့ပြောပါတယ်။လူတွေမှာလူအသည့်တရားရှိတဲ့သူတွေလူစိတ်ရှိတဲ့သူတွေရှိပါသေးတယ်လို့ပြောပြပါတယ်။မစ္စတာတာကကသူမကို အထိခိုက်အနာစာမရှိအောင်တေချာကြည့်ရှုပေးပါရယ်။မိတ်ဆွေနဲ့လူသားဆံမှုဟာခွဲခြားထားတာမရှိကြောင်းပြတာပါ။ဒါပေမဲ့ဒါဟာသူမရဲ့လုပ်ရက်အတွက်ပြန်ပေးဆက်စရာမလိုဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူး။